လဲဆိုဒီနိုင်ငံခြားလူတွေနဲ့ကျမနဲ့ကဗမာပြည်နဲ့ကျမကြားတယ်ကျမဘာသာပြန်လဲတော်တယ်ကျမဟို passion လည်းရှိတယ်လုပ်လည်းလုပ်နိုင်တယ်။နောက်ကျမ branding လို့ advertising လို့ဆိုရင်ကိုကလေအမှုပညာရတာလည်းရှိတယ်ငငယ်ကလေးကဟိုအင်္ဂလိပ်စာရောမြန်မာစာရောဒီဟိုစာစာပေရောဘာသာကျမ branding လည်းတော်တယ်အဲ့တော့ကျမဆက်သွယ်ရေးလည်းကောင်းတယ်ဆိုတော့ဒီကဝင်ကြီးတွေကိုပြပြတာပေါ့ဒီ visit မြန်မာရဲ့ဆိုရင်ကျမတို့နိုင်ငံခြားမှာပေါ့ ကူညီပေးမယ်ကြောညာပေးမယ်ဗမာပြည်ကိုအရင်ပေါ့ဒီဟို ပတ်စံပဲရှိရင်လေကျမဟိုဗါလဲ World Rain Trade ကနေကျမတို့ဟိုအကူအညီတောင်းပေးမယ်အဲ့အစကျမပြောတာဒါပေမဲ့သူတို့အနေနဲ့အဲ့တော့ကတော့တိတ်မတိတော့လက်မခံဘူးပေါ့သူတို့ကသူတို့ပဲလုပ်တယ်ဖိုးဝါရုပ်ကြီးတွေပါကြီးတွေနဲ့ဖိုးဝါရုပ်ကလည်းတဖြည်းဖြည်းပုံစံပြောင်းတော့ Drift ကရှိကိန်းတာလေးဖြစ်ရောအဲ့တော့သူတို့ပုံစံနဲ့ဗမာပုံစံနဲ့ပဲလုပ်တယ်ကျမတို့ကတော့ကဲပြည်တွင်းလုပ်ရင်လို့ကျမတို့က International ကျမတို့က Media ကြော်ညာပေးဖို့ပါဘာကြောင့်ဆိုတော့ advertising agency တွေက Singapore Airline တို့နောက်ပြီးတော့ Thai Airways တို့ဒီဟာတွေဘယ်ဒီ Japan တို့ဘာလို့မဆိုဒီ ad agency တွေကကြော်ညာလိုက်ရင်တကဘာလုံးကစိတ်ဝင်စားကြတယ်လေအဲ့ပညာကိုကျမပေးတယ်ဒါပေမဲ့မအောင်မြင်ခဲ့ဘူးပေါ့အဲ့တော့ဟို visit မြန်မာရဲ့ကြသူကလက်ခံတယ်လက်ခံတော့ကျမလည်းအဲ့မတိုင်မီတနှစ်မှ Summit Parkview မှာ Gary Model Agency ကိုလုပ်ထားတယ်1995မှာပထမဆုံးပေါ့ agency အဲ့ဒါကို သူတို့စင်ကာပူက lax ကလာတော့တော့ကျမလူတွေကိုခေါ်ပေးရတယ်ကလေးတွေကလည်းရှက်တယ်အဲ့ဒါကိုကျမတို့မှလိုက်ပြီးတော့ခါတယ်နန်းပေးဆိုင်ရအစားကောင်းလေးတွေကောင်းမလေးတွေအတင်းဆွဲခေါ်အဲ့မှာ model တွေဖြစ်သွားတော့တင်မိုးလွင်တို့ဘာလို့ကျမရွေးလိုက်တော့သူတို့အဲ့မှာ model စယူလာကြအောင်ကလေးတွေယူလာ1996ကျတော့ကျမကအဲ့တော့နင်တို့ carry agency ကိုမခေါ်နဲ့အဲ့ Brian တို့ပဲငါ့ကိုငါ့ပဲ Brian တို့ကျမတော်တော့၃နောင်နဲ့ပေးပြီး Brian တို့ရန်ကုန်ခေါ် ါ်တိုက်ပြီးတော့အဲ့မှာ Miss Visit မြန်မာရဲ့ကိုလုတ်တာအကြီးအကျယ်ကျမကျင်းပပေးတာပေါ့နော်ဒါဆိုရင်အဲ့မှာအောင်မြင်သွားတယ်အောင်မြင်သွားပြီမြဲအဲ့အချိန်မှာဒီဒီ ဒီဥဝင်းထိန်တို့ဘာလို့က journeyman media ဆိုတာပြောတယ်ပမာပြီမလာပါနဲ့ဆိုတာပြောတော့အဲ့ဒါလည်းပြောအဲ့မှာ sanction ချောင်း sanction ချတာပထမဆုံးဟာပမာပြီရလေးပါတယ်အရန်စီကားနေတာအဲ့တော့ဟိုရေနံ company က14ခုဘန်နေဆိုတာ international ban 32ခုကိုဆိုလေသူတို့မှခန့်เสียလူတောင်မရှိဘူးနိုင်ငံခြားသားတွေပဲခန့်ရတယ်ပမာတွေကအဲ့လောက်ပညာမရှိလို့အဲ့အချိန်က ဲ့ဒါတွေနဲ့အရင်မဲဟိုငါဖန်း company တွေနဲ့စီကားနေတဲ့အချိန်မှာမြန်မာ open market လုပ်လိုက်ပြီးဆိုတော့ကဘာလုံးကလာကြတာအရင်ပျော်စရာကောင်းကနေအဲ့ဒါလည်းလုပ်ပြီးတပတ်ထဲမှာအကုန်ပြန်သွားကြတယ်ပြန်သွားကြပြီးကျမကို Unilever ကပြောဆို ပစံလေးပိတ်ပြီးကြင်ညာတော့တယ်ဆိုဟာပြဿနာပဲကြောင်ညာပါအဲ့တော့ جماعه ဘလို့တော့လဲဆိုတော့အရင်ကတည်းက جماعه တို့ကဟိုကားဆယ်စီးနဲ့လူတရာလောက်ရှိရဲ جماعه တို့ကအရက်သေးတွေမှာဗီဒီယိုဗီဒီယိုယုံလေးတွေမှာလိုက်ကြောင်ညာတာအိုမိုဆက်ပြမုံတို့ဆန်းစစ်ကောင်းရှိုးရေတို့ဇမင်းသားတွေနဲ့လည်းကြောင်ညာပေါ့နော်အဲ့လိုကြောင်ညာအဲ့တော့ဟောလို့ငါမှလည်းအဲ့တော့ above the line ခေါ်တဲ့ media အဲ့ဒါ TV က below the line ဆိုတာကအဲ့ရွာတွေမှာလိုက်ကြောင်ညာတာဟိုတောတွေ မှာ Africa တွေမှာလုတ်တလို့ပေါ့ Unilever အဲ့ဒါမျိုးတော်တယ်ဟို England company ရအောက်ချင် အသက်ကြီးရဲ့အဲ့တော့ကျွန်မအဲ့ဒါလို့ကျွန်မစိတ်ညစ်တာပေါ့ဟောလို့လှုပ်လှွားတယ်ဒီနိုင်ငံကြီးကလည်းငါအရင်တော့ကလည်းဗမာပြည်ကငါအစိုးရပိတ်လို့ငါမှအပြင်မထွက်ရအခုကြတော့လေနိုင်ငံကြီးလာတော့နိုင်ဟိုဗမာပြည်ကဖွင့်ပြန်တော့လေငါအစိုးရဖွင့်ပြန်တော့လေဟိုဘက်ကအနောက်နိုင်ငံပိတ်လို့ဒီနိုင်ငံကြီးသူတို့နိုင်ငံကြီးနဲ့ဘာဆိုင်လဲငါတို့စီပွားရေးပေါ့နော်လူတွေဒုက္ခရောက်တာပေါ့ဆက်ယုံနေဖွင့်နေအဲ့အချိန်မှာဆက်ယုံကလူတွေလည်းအလုတ်ပြုတ်ကြတာပေါ့ဆက်ယုံကကမ္မလေးတွေအဲ့ဘလို့မှပြောပြောမရ ဘူးအဲ့ဒါနဲ့ကျမတွေတအားစိတ်ညစ်သွားပြီအဲ့တော့ကျမကလည်းနောက်ဆုံးကျတော့ Unilever ပြုတ်နောက်တော့နိုင်ငံခြားမှာရှိတဲ့ဒီ88တို့ဘာတို့တုံးကဟိုလူတွေရတယ်ဟိုမှာဟိုအရန်မဲ NGO တွေနဲ့လှုပ်ရှားကြတာပေါ့နော်အဟို Soros ရဲ့အဲ့ Free Burma လာပါလေအဲ့လိုမျိုးတွေရတယ်အဲ့မှာဆိုရင်ကျမတို့မျိုးတွေတည်းကပဲဟိုကရှိတော့မနာလို့ပေါ့နော်တိုင်လိုက်တော့ကျမတို့အဲ့အချိန်မှာ Kodak Film ကိုဆိုလဲလောက်တာ Kodak လည်းပိတ်တယ် Unilever ီးပဲလဲနောက်ဆုံးပိတ်သွားတော့ကျမယုံကလူတရားကနေလူလေးယောက်ပဲဖြစ်သွားအဲ့မှာကျမဘုရားတစ်စစ်ချိုးပေါ့နော်ကျမစိတ်ညစ်ပြီးတော့အဲ့နိုင်ငံခြားခဏသွားသွားတဲ့ဟိုတမီးကိုပို့ထားတယ်လေအဲ့မှာနေတဲ့ခါကျတော့ဟိုကျတော့သူများတွေကအင်တာနက်ရှိတယ်ငါတို့ဗမာပြည်ဘာလို့အင်တာနက်မရှိတာလဲဆိုကျမရေးတယ်အင်တာနက်ကြအောင်ဆိုတော့အဲ့တော့က